တကယ်မိတ်ဆွေကောင်းရဲ့အနှစ်သာရကိုဖော်ထုတ်ခြင်းမိတ်ဆွေကောင်းကိုမပိုင်ဆိုင်ခြင်းတဲ့လူတွေမရှိပါဘူး။ဒါပေမဲ့ဒီခေတ်ကြီးမှာဘသူကမိတ်ဆွေကောင်းဘသူကအချိုးအမြတ်အထွတ်ပေါင်းတာလဲဘသူကဟန်ဆောင်မိတ်ဆွေလဲဆိုတာကိုသိဖို့ခက်လာပါတယ်။ကြံတဲ့အချက်လက်တွေလည်းရှိပေမဲ့အခုပြောပြမယ့်အချက်တွေနဲ့ပြည့်စုံရင်တော့မိတ်ဆွေကောင်းကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရနေတာပါ။ မြန်မာခေတ်မှာတငယ်ချင်းတွေကိုဂုံပြုတယ်ဆိုတာဆိုရှယ်မီဒီယာပေါ်မှာဝိုင်းနေစုတောင်းစာလေးတစ်စောင်တင်လိုက်ရုံပါပဲ။ဒါပေမဲ့တငယ်ချင်းစီကိုဖုံးဆက်ပြီးမွေးနေ့တချင်းဆိုပေးတဲ့သူဆိုရင်တော့ပုံပြတံပိုးထားတဲ့သူဆိုတာပေါ်လွင်နေပါလေ။ဒီလုံးရက်လေးကတငယ်ချင်းရဲ့နေရက်ကို အချိန်ပေးပြီးတံပိုးထားတဲ့ဆိုတဲ့ခံစားချက်ကိုပုံမပေးစွမ်းနိုင်ပါလေ။နောက်ပြီးမိတ်ဆွေစီရဲ့အကြီးအချင်းကိုအထင်ရှားဆုံးပြသတာကတော့ တငယ်ချင်းတယောက်စိတ်တကြနေချိန်မှာဘလို့တုံ့ပြန်လဲဆိုတာပါပဲစိတ်တကြနေရဲ့တငယ်ချင်းစီကိုသွားပြီးသူတို့နဲ့အတူအိပ်ရာထဲဝင်ရုပ်ရှင်တွေကြည့်ရေကမ်းမုန်းနဲ့စားပြီးသူတို့နဲ့အတူ စိတ်တကြပြီးပူးရင်လေမိတ်ဆွေကောင်းကိုတတ်မှတ်ရမှာပါအဲ့ဒါဟာပြပြင်းတဲ့စိတ်နဲ့ချင်းကထာမျိုးမဟုတ်ပဲမင်းရဲ့ခံစားချက်ကိုငါနားလေတယ်ငါမင်းပေးမှရှိနေပေးမယ်ဆိုတဲ့အသိကိုပေးတာပါ တကယ်မိတ်ဆွေကောင်းဖြစ်ကြောင်းပိုသိနိုင်တာကသူတို့ရဲ့အချိန်နဲ့စိတ်အားထက်သန်မှုကိုအနစ်နာခံခြင်းမှာတငယ်ချင်းတယောက်နဲ့တွဲဆောင်ဖို့အတွက်အရေးကြီးတဲ့အလုပ်ကိစ္စဒါမှမဟုတ်အစီအစဉ်တစ်ခုကိုစွန့်မခဲ့ရဆိုရင်အဲ့ဒီသူဟာလက်မလို့တဲ့မိတ်ဆွေကောင်းမှာပဲအလုံးမဲ့မိကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေကိုပိုင်ဆိုင်ပါစေလို့ဆန္ဒပြုရင်းဗီဒီယိုလေးကိုညီကုံချလိုက်ရပါတယ်ရှင်။